စစ်ကော်မရှင်ဟာရွေးကောက်ပွဲအပြီးနိုင်ငံတော်တာဝန်များကိုလွှဲပြောင်းပေးအပ်သွားမယ်လို့သမ္မတပူတင်ကိုကတိပေးဥတိုက်နေပါတယ်။နိုင်ငံတော်တာဝန်များကိုလွှဲအပ်ပေးသွားမယ်ဆိုတာစဉ်းစားစရာသုံးချက်ရှိပါတယ်။နိုင်ငံရေးမှာတိုက်ဆိုင်မှုဆိုတာမရှိဘဲတမင်ရွယ်ချက်ရှိရှိလှုပ်ဆောင်ခဲ့ကြတာပါ။ဥပမာဦးတန်းရွှေကသမ္မတဟောင်းဦးသိန်းစိန်ကိုတာဝန်လွှဲခဲ့တုန်းကလူဇလန်းခင်းချင်နေတာလား။ပထမအချက်ကတော့ကြန့်ခိုင်ရေးသို့မဟုတ်လွတ်တော်တွင်အစိတ်သားကိုယ်စားလှယ်တွေကတင်မြောက်တဲ့သမ္မတလောင်းကိုတာဝန်လွှဲပြောင်းပေးမှလား။ဒုတိယအချက်ကတော့ကာချုပ်နေရာကိုဗိုလ်ချုပ်ကြီးကျော်စွာလင်းထံလွှဲပေးမှလား။ ဒါမှမဟုတ်နောက်ဆုံးတစ်ချက်ကတော့ဦးတန်းရွှေကြီးလိုလုံးဝအနားယူသွားမှလာဆိုတာပါပဲဒါအပြင်ပြီးခဲ့တဲ့ဇူလိုင်လ31ရက်နေ့ကယူနီဖောင်းအချုပ်ခံလိုက်ရတဲ့အစင်းကြီးအရာရှိ၅ဦးဟာ အုပ်ချုပ်ရေးအဖွဲ့ကနေဖယ်ရှားခံလိုက်ရပါတယ်။တနည်းအားဖြင့်ကြံ့ခိုင်ရေးအဖွဲ့ကကျိုးကန်နိုင်ဖို့အရက်ဝတ်နဲ့အစစ်မြစ်အရာရှိတွေကိုကြိုတင်ရည်ရွယ်ပြီးထည့်သွင်းထားတာပဲဖြစ်ပါတယ်။စစ်ကောင်မရှင်မှာကျိုးတန်းလမ်းလျှောက်နေရပြီးကြံ့နေတဲ့အရာရှိ9ယောက်ဟာရွေးကောက်ပွဲအလုံးမှာစစ်တပ်ကိုကျိုးကန်ဖို့တေချာနေပါပြီ။အဲ့ဒီအရာရှိ9ယောက်ကတော့ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊စစ်ပဖချုပ်ရဲဝင်းဦးနဲ့ကြီးတက်ရေးတက်လီတက်ရဲ့ကာချုပ်ကြီး3ဦးတို့ဖြစ်ပါတယ်။ဒီနေရာမှာတိကျတေချာတာကတော့စစ်ပဖတွေဟာရွေးကောက်ပွဲကိုကိုယ်တိုင်ဦးစီးမှာပဲဖြစ်ပါတယ်။ထို့အကြောင်းအရာကိုမနက်ဖြန်ဗီဒီယိုမှာစောင့်ကြည့်နိုင်ပါတယ်။